မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ကတော့ခုနှစ်ကြိမ်အတွက်ကနန်း၃လုံးပေါင်းရှင်ပရိတ်20ကိုတင်ပြသွားမှာဖြစ်ပါတယ်တရီအပ်လုပ်တဲ့ကနန်း၃လုံးပေါင်းရှင်ပရိတ်နဗင်ကျော်ယူတယ်နီဖြစ်ပါတယ်ပေါ့နော်ဒါလေးကိုကျွန်တော်တို့မိတ်ဆွေများမသိသေးတဲ့မိတ်ဆွေတွေအတွက်ပေါ့နော်အဲအစာနေထပ်ပြီးတော့တင်ပြသွားမှာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်တို့အားဆောင်နေတဲ့ပရိတ်၄လုံးယူတယ်နီဖြစ်မယ်ပေါ့နော် အဆက်ဖြစ်ပါတယ်ပရိတ်တွင်းဤအဆက်ပေါ့နော်ကျွန်တော်ဒီ6 9ကနေ6တုံများ9ဖြစ်ပါတယ်6တုံများ9ပြီးတော့9 3တုံများပေါ့နော်ဒီ6 9ကနေ6တုံများ9ဒီနှစ်ပင်ကိုမူတည်มาဖြစ်ပါတယ်ပြီးတော့ယူရီနီကဒီနှစ်နဲ့ဒီ9နဲ့ပေါင်းရမှာဖြစ်တယ်ပေါ့နော်ဒီအပိတ်ကနဲ့နှလုံးကို ပေါင်းရှင်း9ရတယ်9ကိုပါဝါထပ်ယူတော့ခွန်ရဲ့ပါဝါကနှစ်ဖြစ်ပါတယ်အဲ့ဒီနှစ်ကိုတခုရောတာကဒီအရှိဆုံး9ကိုသပွင့်တိုးတာ6ဆိုတဲ့အတွက် ဒီခုနှစ်တရှိပရိလေးလုံးရတာဖြစ်ပါတယ်ပေါ့နော်အဲ့မှာသူရှားပြီးသားတာကငါးသုံးတုံများဆိုတဲ့အတွက်အတုံးလုံးပေါင်းရှင်းရှင်းဖြစ်ပါတယ်ခင်ဗျာโอเคငါးသုံးတုံများပြီးတော့သူကအာ၄၅သုံးဖြစ်ပါတယ်၄၅သုံးပြီးတော့ခွန်ရှင်းနေပေါ့နော်ခွန်ရှင်းနေပြီးတော့နောက်ထပ်တစ်ပင်မှာသူရှားပြီးသားတာဒီနှစ်ပင်ကုန်ပြီပြီးတော့အလေးခွန်ရှင်းတဲ့ပင်ကိုထပ်တွေ့တော့၃နှစ်ပေါင်း၅၅တုံ၅၆ပြည့်ဖြစ်မယ်ပေါ့နော် ဒီအပိတ်ကနန်းနှလုံးပေါင်းယူထားတာဖြစ်ပါတယ်၃ရက်၂ရက်ပေါင်းရှင်က၅ရက်ပါဝါ၃ညတုံညကိုတခုရောတာကကိုငါ့ဟုတ်တပွင့်တူချောက်အလေးခွန်ချစ်ချပြီးသွားတဲ့အတွက်ကြောင့်မို့အဲ့ဒီမှာကရန်သုံးလုံးပေါင်းရှင်၉ဖြစ်ပါတယ်ဟုတ်တောင်းလုံးပေါင်းရှင်9ပေါ့နော်ပြီးတော့၄ခွန်ရှိပြီးတော့7တင်းနေဖြစ်ပါတယ်7တင်းနေပြီးတော့နှစ်တုံများနေအဲ့ဒီနှစ်ပင်ကိုဒီပြီးတော့နောက်ထပ်တစ်ပင်ကိုထပ်ပြီးလေးလာကြည့်မယ်ပေါ့နော် ဒီတဲ့နီအရာဒီအပိတ်ကနနေနေနေပေါင်းလေးလေးရပါဝါသည်ကိုကိုကိုတခုရောတာကချစ်အရှိဆုံးလေးကိုတည်တိုးတာကငါဆိုတဲ့အတွက်လေးကိုရှင်ငါပရိလေးလုံးဆိုပြီးယူထားတာဖြစ်ပါတယ်နောက်ထပ်တစ်ပြက်မှာကလေးလေးချောက်ဆိုတဲ့အတွက်ပေါင်းရှင်လေးပရိဖြစ်ပါတယ်โอเคเลเลชาပြီးတော့နောက်ထပ်တစ်ပြည်မှာကိုငါတိကိုငါတိပြီးတော့ကိုကိုတောင်ညတောင်ညကိုခွန်6ပြိတ်ချပြီးသွားတာလေးဆက်ပြီးတပြပြီးသွားမယ်ဗောနော တနည်းရာတင်းတဲ့သုံးနဲ့ပေါင်းတတရဲ့ပါဝင်က6 6ကိုတခုရောတာက5တိကိုတခုသိုးတာနှစ်တ6 5နှစ်ပြိလေးလုံးတဲ့ကတို့ချပြီးတော့တာက3ည9ခုဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ပေါင်း3လုံးပေါင်းရှင်း6 6ပြိဖြစ်ပါတယ်နောက်တစ်ခုကျွန်တော်ဒီမှာ6ပြိဆိုပြီးတော့အဲ့ဒီ20ချပေးချပေးသွားတယ်ပေါ့နော်ဒါဆိုရင်တော့ထပ်တစ်ပြက်မှာကခွန်9ခွန်9လေးလေး9ခွန်9 ဒါလေးကတော့ကျွန်တော်2020နဲ့လေးနေဦးကနန်းဖြစ်မယ်ပေါ့နော်ဒါနှစ်အလေးပြောင်းပြင်မရှိသေးဘူးပေါ့နော်အစားအနေပြန်ပြီးတော့အတွက်ပြရှင်းဖြစ်ပါတယ်တင်းချောင်း9နှစ်ပြည့်လေးလုံးစုပြီးရတာဖြစ်ပါတယ်ကိုကုန်ကိုဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီမှာပေါင်းရှင်20နဲ့9ပေါ့နော်9ပြည့်ဖြစ်ပါတယ်ကိုကုန်ကိုပြီးတော့နောက်ထပ်တစ်ပြင်မှာ3963 3395ပြီးတော့ဒီ633ကိုပရိတ်ချပေးထားတဲ့ဟာလေးထပ်ပြီးရှင်းပြပါမယ်။ဒီနေ့အရာဒီအပိတ်ကနန်းဇလုံးပေါင်းမယ်ပေါ့နော်။35ပေါင်းရှင်းချရတယ်ခင်ဗျာ။ရှင်းရှင်းရဲ့ပါဝါယူမယ်တော့ရှင်းရဲ့ပါဝါက3 3ကိုတစ်ခုရောတာက2 8ကိုတစ်ခု3ကိုဖြစ်ပါတယ်။ဒါကြောင့်မို့ဒီနေ့အရာ8 3 2ကိုပရိတ်ဆိုပြီးယူထားတာဖြစ်ပါတယ်။ အဲ့ဒီ6392ကိုပရိတ်ထက်ကသူချပေးတော့တာ633ဆိုတဲ့အတွက်ပေါင်းရှင်းကိုပရိတ်ဖြစ်ပါတယ် Okay အိုကေနောက်ထပ်633ပြီးတော့626ဖြစ်ပါတယ်ပေါ့နော်626ပြီးတော့48သိသင်္ဃာကိုရှေ့ရှာပြီးတော့ဒီတပင်ကိုထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်68ပေါင်းခွန်ခွန်ရဲ့ပါဝါက1 1ကိုတခုရောတာက1 ခွန်ကိုတပန်တူရာချေဆူရဲ့အတွက်ခွန်နစ်တရှိပရိလေးလုံးရာတာဖြစ်ပါတယ်။သူချပြီးတော့ကငါးကိုရှိဖြစ်ပါတယ်ခင်ဗျာ။ငါရဲ့ကိုရဲ့ချေအဲ့ဒီကနန်းသုံးလုံးပေါင်းရှင်နစ်ပရိဖြစ်ပါတယ်ဗောနော်။နဆန်နစ်ပရိကိုနစ်ပရိယူထားတာဖြစ်ပါတယ်။တစ်တရှောက်ရှောက်ကိုတုံများဆူရဲ့အတွက်အဲ့ဒီနပင်ကိုမူတည်ပြီးတော့ငါကူတုံးချပြီးတော့တဲ့ပင်ကိုထပ်ပြီးလေးလာကြည့်မယ်ဗောနော်။တန်နီအရာရှောက်ရဲ့တုံညာရဲ့ပေါင်းရှင်6 ရှောက်ရဲပါပါသည်တေတေကိုတခုရောတာကတုံညာရှောက်ကိုတပွင့်တိုးတာခုနှစ်ရှောက်တေတုံညာခုံပရိလေးလုံးရတာဖြစ်ပါတယ်နောက်ထပ်တစ်ပင်မှာသူချပိတ်တော်တာက9 9 3ဆိုတဲ့အတွက်ပေါင်းရှင်က16ပရိဖြစ်မယ်ပေါ့နော်ခုနှစ်ပရိဖြစ်ပါတယ်โอเค9 9 3ပြီးတော့နောက်ထပ်တစ်ပင်မှာ9 9ညာလေး9 9ညာလေးပြီးတော့9 9ညာ3ဒီနှစ်ခုကိုမူတည်ပြီးတော့ နောက်ထပ်336တပင်ကိုထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်။တနည်းအားကျွန်တော်၄3ပေါင်းခွန်ခွန်ကိုတစ်ခုခွန်ရဲ့ပါပါနှစ်တစ်ခုရော့တေပေါ့နော်။တစ်ခု38ခွန်နှစ်တရှိပြိတ်ထဲက336ဆိုတဲ့အတွက်ကြောင့်မို့ပေါင်းရှင်းက7နှစ်ပြိတ်ပေါ့နော်။နှစ်ပြိတ်ဖြစ်ပါလေ။ Okay ဒါကြောင့်မို့အဲ့ဒီပြိတ်လေးလုံးယူတဲ့နေ့ကပေးနေဆဲပဲပေါ့နော်။တနည်းအားနောက်ထပ်တပင်မှာကတော့ဒီ3နဲ့ခွန်နဲ့အထပ်ပေါင်းရတာဖြစ်ပါတယ်။ ဒါဆိုရင်၈၈ရဲ့ပါပါ၃၃ကိုတစ်ခုရောတာကနိ၈ကိုတစ်ခုသိုးတာပေါ့နော်၈ကိုတစ်ခုသိုးတာ၉ဆိုတဲ့အတွက်၈၃နှစ်၉ပရိတ်၄လုံးထဲက၆၃များ၆ဆိုတဲ့အတွက်ပေါင်းရှင်းစနစ်နှစ်ပရိတ်ဖြစ်ပါတယ်ခင်ဗျာ၆၃များ၆ပြီးတော့၆၆နှစ်၆၆၅၉၆နှစ်ခုနှစ်ပရိတ်၆ပြီးတော့လေးထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်နိနဲ့၅ပေါင်းရှင်း၇ ခွန်ရဲ့ပါပါနိနိကိုတခုရောတာကတိခွန်ကိုတပွင့်တိုးတာရှိခွန်နိတရှိပရိလေးလုံးဖြစ်ပါတယ်ကို6နိဆိုတဲ့အတွက်ပေါင်းရှင်ခွန်နိပရိချပေးသွားခေတာဖြစ်တဲ့ခမနောက်တစ်ခုတောင်ညာလေးလေးပြီးတော့နိနိတအပီဒီအောက်က143ချပေးသွားတဲ့တပင်ကိုထပ်ပြီးလေးလာကြည့်မယ်ပေါ့နော်လေးတပေါင်းရှင်ခွန်နိရတဲ့လေးတပေါင်းက9ကို ပါဝါယူတော့၃ည၃ညကိုတခုရောတာကို၅ကိုတပွင့်တိုးတာ၆ဆိုတဲ့အတွက်၅၃ည၉ရှောက်ပရိလေးလုံးထက်က၈လေး၃ဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီမှာကက်ချင်းရ၄ရ၃ရပေါင်းရှင်း၅ပရိဖြစ်ပါတယ်โอเคနောက်ထပ်ချစ်လေးသုံးပြီးတော့ချစ်ချောင်းသုံးပါเนาะချစ်ချောင်းသုံးရန်နှစ်တော်များကိုတည်နှပင်မှုတည်ပြီးတော့2025နှစ်ဦးပြိတ်တွက်ကြည့်မယ်ပါเนาะတနည်းအရချောင်း ကိုသုံးပေါင်းတာစနစ်နစ်ခွန်6 3ပြိဖြစ်မယ်ခင်ဗျာအဲ့ဒီမှာခွန်ခွန်6ဆိုတဲ့အတွက်ကြောင့်မို့ပေါင်းရှင်း3ပြိဖြစ်ပါတယ်ဒီခွန်ခွန်6ဆိုတဲ့ဟာကကျွန်တော်2020နဲ့5တကြိမ်မျိုးကဏ္ဍဖြစ်ပါတယ်နောက်တစ်ခု900300ဆိုတဲ့အတွက်ကြောင့်မို့၃ညနဲ့ခွန်နဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်၃ညနဲ့ခွန်ပေါင်းခွန်ခွန်ပါဝါ1 1ချစ် ခွန်နှစ်တရှိပြိလေးလုံးထက်က69လေးဆိုပြီးတော့အဲ့ဒီမှာကျွန်တော်တို့ပြိအောင်ခဲတဲ့ဤအဆက်ဖြစ်ပါတယ်ပေါ့နော်တပြိ69လေးဖြစ်ပါတယ်โอเคကျွန်တော်တို့စောင့်နေတဲ့တပင်ကအခုခွန်နှစ်ကျင်အတွက်ရပြီဖြစ်ပါတယ်963ပြီးတော့68 9ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဂျူဒီနီအရာ3နဲ့9ပေါင်းရှင်း30ရမယ်ပေါ့နော်။၃ညကိုပါဝါထပ်ယူတော့၃ညပါဝါဒီ9 9ကိုတပွင့်ရတာက၄ တုံညကိုတပွင့်တိုးတာကတေးဆိုတဲ့အတွက်ကြောင့်မို့ဒီခုနှစ်ချိန်မှာကျွန်တော်တို့တွင်ကြီးအရာတုံညငါးလေးတိပရိဆိုပြီးရနေတာဖြစ်ပါတယ်ပေါ့နော်။ Okay ဒီတွင်ကြီးကဒီငါးသုံးတုံညရှိပရိတာကတော့တေးပေါ့နော်။တေးလေးခွန်ချစ်ကိုကနေပြီးရင်လေးလေးရှောင်းလေးကတော့ပြီးတော့ဒီမှာလေးနံပါတ်5နံပါတ်6ပြီးရင်ဒီမှာဒီဘက်မှာနံပါတ်9ပေါ့နော်9 ရှစ်ကြိမ်ကိုးကြိမ်တစ်ဆယ်ကြိမ်နှစ်ပင်ချပါနော်ဆက်တဲ့ကြိမ်နောက်ထပ်နှစ်ပင်ချဆိုရင်တော့ဒီမှာ22ကြိမ်ရှိသွားပြီပေါ့နော်22ကြိမ်ပြီးတော့ဒီမှာ73 74 74ကြိမ်ဒီ break နဲ့လေးလုံးယူတဲ့နေ့ချပေးသွားခဲ့ပြီပေါ့နော်55ကြိမ်ဒီ9ကြိမ်အတွက်ကတော့ကျွန်တော် break လေးလုံးတွင်ဤအရာ3 5လေးဒီ break ဆိုပြီးယူနေတာဖြစ်ပါတယ် โอเคခုနှစ်ချိန်မှာတုံည9လေးတိပြိတ်တပိချပိတော့မလားဆိုတာလေးကတော့ကျွန်တော်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဗောနော်ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းစောင့်ကြည့်ကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးလည်းကကြီး၃ပါးကြော်လွှားနိုင်ကြပါစေကောင်းကျိုးလိုရင်းစံတာတွေပြေဆုံးကြပါစေခင်ဗျာ